ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ជួសជូលလိုက်ပါတယ်ခင်ဗျာအခုနောက်ပဲကျွန်တော်တို့မြန်မာ Fighter Super Yi Chen နဲ့ Japan Fighter Muga Sito တို့ရဲ့ပွဲပွဲပြီးသွားပြီဖြစ်ပါတယ်တကယ်ကို Chen နဲ့ပွဲ Chen တွေဖြစ်ခဲ့ပါတယ် Super Yi Chen နဲ့ Muga Sito တို့ရဲ့ပွဲတကယ်ကိုကြည့်ရတယ်တကယ်ကိုကောင်းတဲ့ပွဲ Chen တွေဖြစ်ခဲ့ပါတယ်စိုင်ထိုးမြိုင်ထိုးနဲ့တကယ်ကို Fighter ညောင်လုံးကချမ်းခဲ့တာပါပထမအချိန်မှာ Muga Sito က Super Yi Chen လောက်မကောင်းလို့ပြောလို့ရတယ် ပထမအချိန်မှာစူပါရီဂျန်ကတက်လုံအပြင်းနဲ့ပွဲထွက်လာတဲ့ဖေဒရယ်ကြောင့်မလို့ပြိုင်ဘက်ဖိုက်တာကိုဖျားပေးပြီးကစားနိုင်တယ်။ဒါပေမဲ့ဒုတိယအချိန်ရောက်လာတဲ့အခါမှာစူပါရီဂျန်နေနဲ့တက်လုံကြလာတာတွေ့ရတယ်။တက်လုံကြလာတဲ့အချိန်မှာမူကာစီတူကဒုတိယအချိန်စပြီးစီးလာတယ်။တံတောင်ရိုက်ချက်တွေ၊ဘော်ဒီရှော့တွေလက်သီးထိုးချက်တွေနဲ့စူပါရီဂျန်ကိုဖြိုးဖို့ကြိုးစားတယ်။စူပါရီဂျန်ကလည်းမာကုံလည်းမြင့်နေတက်နဲ့လည်းကောင်းတဲ့အချက်ကြောင့်မလို့ဒါနော်ဒေါင်းကြတာမခံရတာ။နောက်မှဆိုရင်စူပါရီဂျန်အနေနဲ့နော်ဒေါင်းကြသွားနိုင်တယ်။ တကယ်ကိုကောင်းတဲ့ပွဲချင်းတစ်ပွဲကိုကျွန်တော်တို့ပြိသက်တွေနေနဲ့မြင်လိုက်ရတယ်။လွန်မီနီကွင်းထဲမှာလည်းအပြိုင်ဆိုင်ပြိသက်တွေအော်ဟစ်ပြီးတော့မှတကယ်ကိုကြီးလို့ကောင်းတဲ့ပွဲချင်းတစ်ပွဲကိုကြီးခဲ့ရတယ်။တတိယအချိန်မှာလည်းဒီလိုပဲစူပါရီဂျန်ကတက်လုံကကြာနေတယ်ဖြစ်တဲ့ကြောင့်မလို့လှုပ်ရှားမှုကနှေးလာတယ်။အဲ့လိုနှေးလာတော့တဖက်ပြန်မဲ့ fighter ကစူပါရီဂျန်ကိုဖိအားပေးပြီးပွဲဖြတ်ဖို့ကြိုးစားတယ်။ပွဲဖြတ်လို့မရတာနဲ့ပဲဒီလိုထွန်းတန့်ကြိတ်ရင်းနဲ့ပဲ ပွဲတင်ပြည့်သွားတယ်ပွဲတင်ပြည့်လို့ဒိုင်းဆုံးမြတ်ခရီးရမှာတော့ဒိုင်း၃ရောက်လုံးကဂျပန်ဖိုင်နယ်မူကာစီတိုကိုအနိုင်ပေးလိုက်တယ်စူပါအေဂျင့်ကတကယ်ကိုကောင်းတဲ့ပွဲကျန်တဲ့ပွဲကိုထိုးသက်ခဲ့ရတယ်။သူ့ပြင်မဲ့စူပါအေဂျင့်အတွက်စိတ်မကောင်းစရာကစူပါအေဂျင့်ကဝမ်းချမ်ပီယံရှစ်မှာအခုဆိုရင်နှစ်ပွဲဆက်တိုက်ရှုံးပွဲဆက်မှတ်တမ်းကိုကြုံတွေ့သွားပြီးပြီးတော့ဝမ်းချမ်ပီယံရှစ်မှာ၄ပွဲထိုးသက်ထားပြီးတပွဲပဲနိုင်ရသေးတယ်။၃ပွဲဆက်တိုက်ရှုံးနေသွားတဲ့ record ကိုရသွားတာဖြစ်ပါတယ်။ဒါကတော့တကယ်မြန်မာ fighter အတွက်စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ ။ဒါ့ပေမဲ့လည်းတကယ်ကိုကောင်းတဲ့ပွဲချမ်းတစ်ပွဲကိုကျွန်တော်တို့ပရိသတ်တွေနေနဲ့ကြီးလိုက်ရတာပါ။ Japan Fighter ကလည်းအကောင်းဆုံးထိုးပြသွားတယ်။ Super Eagle ကလည်းအကောင်းဆုံးတောင်းခံပြီးတော့အကောင်းဆုံးစွမ်းဆောင်ရည်ချပြသွားခဲ့တာပါ။နှစ်ယောက်လုံးကိုတော့တကယ်ကျေးဇူးတင်တယ်ပါတယ် fighter နှစ်ယောက်လုံးကလည်းပြိတ္တတွေကိုဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ပွဲချင်းတစ်ပွဲကိုထိုးတက်ပြသွားတာတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ် super agent နေနဲ့အကောင်းဆုံးပြန်လဲစ조사ပြီးအသက်ကငယ်ရသေးတဲ့အချိန်ပဲရှိနေသေးတာမလို့နောက်ပွဲတွေမှာအကောင်းဆုံးပြန်လာနိုင်ပါသေးလို့ပဲဆန္ဒပြုပါတယ်ခင်ဗျာ။ဘလို့အခင်းင်းနေဖြစ်လာမလဲဆက်လက်စောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ ားလုံးကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။